ဒီနေ့မှာပညာရေးသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအစဉ်ပြေဖို့လိုတော့ကတော့မနေ့သတော်မှာအဖြူအောင်ဖျောင်းနိုင်သုံးနိုင်မြန်စွာပြည့်ရှင်ကိုမိတွန်းပူတော်ပြီးသွားပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီအစီအစဉ်ကိုဘင်းနေရတရားမီဒီယာကအစီအစဉ်တင်ဆက်ပြီးတော့ အောင်ထူးဆန့်ဘေးရင်ရတရားကမှအဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာစဉ်းစားတိုက်စောင့်မျှော်ကြည့်ရှုအားပေးသူအပေါင်းကိုစိတ်နှဖျားကျမ်းမာချမ်းသာပါစေခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ14ရက်ဒီနေ့တောက်ကြနေ့ဟာကန်ဒီယာရဲ့အထွတ်အခွင့်ရနိုင်တဲ့နူမရိုလော်ဂျီဂဏန်းပေရင်ရဲ့နေကောင်းနေ့မြတ်ဖြစ်ပါတယ်ဒီနေ့ဟာအခွင့်အရေးအသစ်တွေအစီအစဉ်အသစ်တွေပေါ်မယ်မိတ်ဆွေဟောင်းတွေကွက်ကွာနေသူတွေပြန်ဆုံမယ် ဖိတ်ကြားစာများရောက်တာတို့အလှူမင်္ဂလာကိစ္စပေါ်တာတို့ကြုံတွေ့ရတတ်တယ်မိမိတို့ရဲ့အလုပ်နေရာအိမ်နေရာပြင်ဆင်ဖို့အလုပ်နဲ့ပတ်သက်တဲ့အစီအစဉ်တွေအခွင့်အရေးတွေပေါ်ပါလိမ့်မယ်ဒီနေ့အတွက်ခုနှစ်သားမီးအားလုံးကံကောင်းမှုလို့အတွက်ဆိုရင်တော့အရဟံဂုဏ်တော်ကိုပွားထုံပြီးတော့ဒီနေ့မျက်နှာသိရှင်းကိုဆောင်ရွက်လိုက်ကြပါခင်ဗျာဒီနေ့မှာပညာရေးသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအစဉ်ပြေဖို့လို့အတွက်ကတော့မနေ့သောသောမှာအဖြူအောင်ဖျောင်းနိုင်၃နိုင်မြတ်စွာဘုရားရှင်ကိုမိကျုံပူဇော်ပြီးသွားပါခင်ဗျာ ဒီနေ့မှာဖွားမြင်တဲ့ရင်သွေးရတနာကြီးအတွက်ကတော့မာဘုတ်ဗေဒနီယာတောက်ကြနေဘွားယာသာဘွားဇာတာရှင်နေဖြစ်ကြပါတယ်။တောက်ကြတို့ရဲ့သဘောတရားအရငယ်စဉ်မှာစိတ်ပင်မမှုရှိတော်လည်းပဲယာသာဘွားရဲ့အရှိန်အဟုန်အရာတကူဩဇာနာကြီးမားမဲ့ရင်သွေးရတနာတွေဖြစ်ကြပါတယ်။ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်မယ်ဆိုရင်တော့အုံနုံခေါင်းဆွဲဆွန်မြတ်စွာဘုရားရှင်ကလူချင်းအေပရိသဒါနာပြုခြင်း ဒါနပြုခြင်းဆွေမျိုးမိတ်ဆွေများကိုအုံနှုတ်ခေါ်တဲ့ဒါနပြုခြင်းပြုပြုသောအဖြစ်တနှစ်တာလုံးကံအထူးကောင်းပါလိမ့်မယ်ခင်ဗျာဒီနှစ်အတွက်အကျိုးပေးစိုးမှုကဏ္ဍကတော့တက္ကနံ၉ကဏ္ဍဖြစ်ပြီးတော့ငွေကံကောင်းမှုလို့တက်ဆိုရင်တော့ပတ်စံတရမှာခဲနံနဲ့ကာကြီးတလုံးရေးရင်မွေ့ဆိုပြီးဆောင်ရလိုက်ပါခင်ဗျာဈေးကော်လက်ခော် ရောင်းပန်းတော်ဝယ်ပန်းလှဖို့အတွက်ကတော့ဆိုင်ရှိမျက်နှာတက်တက်ကိုမျက်နှာမူပြီးတော့သူကြော်သူကြော်ဆိုတဲ့ဂုံတော်ကိုအချင်းချင်းယွင်း ဇီယွန်ကောမန်ဒီဆူတောင်းခြင်းအပြင်သိသာသာရောင်းမန်းသာဝဘန်နှောက်ပါလိမ့်မယ်။အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်သွားဖို့အယောင်အယောင်တက်ဖို့ဆိုရင်လည်းပဲဒီလိုနည်းမျိုးမှာငပြောသီးလေးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေဟာအယောင်တက်သွားပါလိမ့်မယ်ခင်ဗျာ။ဒီနေ့မှာအမှုကြုံနေတဲ့သူတွေအတွက်ကတော့အခက်အခဲတွေလွန်မြောက်ဖို့အတွက်ငပြောသီးမဲ့ပေါ်မှာနာမည်ရေးပြီးဆုံးခံပုံကြီးလှူဒါန်းလိုက်ခြင်းအပြင်အကျိုးထူးပါလိမ့်မယ်။ ကျမ်းမာရေးညံ့နေတဲ့သူတွေရှိရယ်ဆိုရင်တော့ကျမ်းမာဖို့အတွက်ငပြောသီးမဲ့အနေငယ်စပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါအခြေမေတ္တာရေးအိမ်တော်ရေးအစဉ်ပြေဖို့အတွက်ဆိုရင်တော့အေးတဲ့အချွေတမျိုးမြတ်စွာဘုရားရှင်ကိုမနဲ့စောစောလှူဒန်းလိုက်ကြပါခင်ဗျာဒီအစီအစဉ်ကိုစဉ်ဆက်မြင့်မြတ်အောက်မြော်ကြည့်ရှုနေကြသောခနည်းအတိုင်းများအားလုံးရရားများဆောင်ရွက်ကြရင်ကြီးပွားချမ်းသာအောင်မြင်ကြပါစေလို့ဘေးနရရားမီဒီယာမိသားစုနဲ့အတူကျွန်တော်တို့အောင်ထူးဆန်းဘေးနရရားကမှဆူတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာ